ကဲ့ပါဆရာအခုလိုဖြစ်စဉ်တွေဟာဘာသာရေးတွေနဲ့ရောတမိုင်းကြောင်းတွေနဲ့ပါခြေပြီးတော့ပတ်သက်နေတဲ့ဖြစ်စဉ်ဆိုတာလေးကိုရှင်းလင်းစွာသိရှိခဲ့ရပါတယ်ဆရာဒီတော့မြန်မာနိုင်ငံအနေနဲ့နည်းနည်းချင်းထိဆက်နေတဲ့အခြေအနေတခုမှာဒီလိုပြဿနာရှိကြီးတဲ့မှာဘယ်လိုပုံစံနဲ့ပါဝင်ပတ်သက်လာနိုင်လဲဆိုတာလေးကိုလည်းဆက်လက်ရှင်းပြပေးပါအောင်ဆရာဟုတ်ကဲ့အာဒီအကြောင်းတရားကလည်းရေးကြည့်တဲ့အကြောင်းတရားတခုဖြစ်ပါတယ်ကျွန်တော်တို့အပေါ်ယံကြည့်မယ်ဆိုရင်တော့အိန္ဒိယနဲ့ပါကစ္စတန်တင်းမာမှုလို့ယူဆလို့ရပါပြီ ျွန်တော်တို့အခုလက်ရှိတစ်ဖက်နဲ့တစ်ဖက်ဆွဲဆောင်စီယုံပြီးတော့မှနေပေါင်းစုံနဲ့တိုက်ပွဲဝင်နေကြတဲ့နေရာမှာကျွန်တော်တို့ဗက်ပေါင်းစုံကနေပြီးတော့မှပြင်ဆင်နေကြတာဖြစ်ပါတယ်။တိုင်ကင်းတမန်ကင်းရပြင်ဆင်တာရှိတယ်၊စီပွားရေးရပြင်ဆင်တာရှိတယ်၊တစ်ဖက်နဲ့ဖက်စီပွားရေးရထိနှောင်ထိုးနှက်နေတာတွေရှိတယ်၊ကြီးလေတက်တယ်ပြင်ဆင်နေတာတွေတက်လန့်နေတာတွေရှိတယ် တူကြချက်ကတော့အခုကာလာနဲ့တိုက်ဆိုင်သွားတဲ့ပဲစီးလေ့ကျင့်တာတွေရှိတယ်။အာရဗျပင်လယ်မှာအိန္ဒိယရေတပ်ဖွဲ့ရဲ့လေရင်တည်သဘောရောက်နေတယ်။ပါကစ္စတန်ရေတပ်ကလည်းစီးလေ့ကျင့်တယ်။နှစ်နိုင်ငံရေတပ်ဖွဲ့နှစ်ခုကြားမှာရေမိုင်85မိုင်ပဲကွာခြားပြီးစစ်ဖြစ်ဖို့အစဉ်အသင့်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။အဲ့လိုအခြေအနေမှာကျွန်တော်တို့က မြန်မာနိုင်ငံရဲ့အဝေးကြီးပဲဘလို့သက်ဆိုင်လို့လဲမေးစရာရှိပါတယ်အဲ့ဒီမှာပဲတစ်ချိန်တည်းမှာပဲဘာတွေကျွန်တော်တို့သတင်းတွေထွက်ကြရလဲဆိုတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအကယ်၍အိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံကိုတိုက်ခိုက်မယ်ဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာအိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်ဘက်ဒေသတွေကိုတိုက်ခိုက်မယ်ဆိုတော့ထုတ်ပေါ်ပြောကြားလာပါတယ်နောက်တစ်ခုကတော့ ထူးဆန်းတဲ့ပြောကြားချက်တစ်ခုဖြစ်ပါတယ်။အာဖဂန်နစ္စတန်မှာရှိတဲ့တာလီဘန်အဖွဲ့တွေဟာအိန္ဒိယနိုင်ငံကိုထောက်ခံတဲ့အနေနဲ့စစ်ဖြစ်ခဲ့မယ်အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံစစ်ဖြစ်ခဲ့မယ်ဆိုရင်အာဖဂန်နစ္စတန်မှာရှိတဲ့တာလီဘန်တွေကပါကစ္စတန်နိုင်ငံကိုတိုက်ခိုက်မယ်ဆိုတဲ့ထုတ်ဖော်ပြောကြားချက်တွေဖြစ်ပါတယ်။အဲဒီတော့အိန္ဒိယနိုင်ငံရဲ့အရှိမျောက်ဒေသအာတမနိဘူရာ ချွေဘူရမြမာတွေနဲ့မစိမ့်တဲ့ဒေသတွေကိုဘင်္ဂလားဒေ့ရှ်ကတိုက်ခိုက်မယ်ဆိုရက်အကြောင်းအရာလေးတွေဖြစ်ပါတယ်။အဲဒီတော့မြမာနယ်စပ်နဲ့ရှေ့မြောက်အိန္ဒိယရှေ့မြောက်ဒေသတွေကဆက်ဆက်နေတာဖြစ်တဲ့အတွက်မြမာနိုင်ငံနာအထီကိုတင်မမှုတွေရိုက်ခတ်လာနိုင်တယ်လို့ခြေဘူအဖြစ်သုံးသပ်နိုင်ပါတယ်။တနည်းအားဖြင့်အခုလိုလက်ရှိအခြေအနေမှာပဲအခြေအနေတွေရှုပ်ထွေးနေတယ်တင်းမာနေတယ် ကျွန်တော်တို့စီရေးနိုင်ငံရေးစီးပွားရေးတန်တမာရေးတွေဖြစ်လာတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့အနောက်မြောက်ဘက်ဒေသပေါ့နောက်မြောက်ဘက်ဒေသအိန္ဒိယနိုင်ငံရဲ့ရှေ့မြောက်ဘက်ဒေသတွေမှာလည်းမိဘတွေဖြစ်ပွားလာနိုင်တယ်။အဲလိုဖြစ်ပွားလာနိုင်တဲ့အခြေအနေမှာလက်ရှိမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ရခိုင်ပြည်နယ်အတွင်းမှာ AA ဆိုတဲ့ရခိုင်အောင်ညံသူအဖွဲ့တွေရှိတယ်။ AA အဖွဲ့အစည်းကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကအခုအညီပေးမယ်ဆိုတော့ သဘောဒီတည်င်းတွေလည်းထွက်ပေါ်နေတာဖြစ်ပါတယ်ထွက်ပေါ်နေတာဖြစ်တဲ့အတွက်တိုက်ရိုက်ရိုက်ခတ်မှုမဟုတ်ပဲမြန်မာနိုင်ငံအပေါ်သွယ်ဝိုက်တဲ့အကျိုးဆက်လေးတွေတရနိုင်ွယ်ရှိတယ်လို့ကျွန်တော်တို့အကြံဉာဏ်အဖြစ်ပုံသက်နိုင်ပါတယ်မိမိဘော်ကိုလုံးဝတယောက်နိုင်မှုမရှိဘူးမိမိနဲ့လုံးဝမသက်ဆိုင်ဘူးလို့ယူဆလို့မရတော့ပဲအိန္ဒိယပါကစ္စတန်တင်းမာမှုဟာကျွန်တော်တို့ မြန်မာအိန္ဒိယနယ်စပ်အထိပြန့်နှံ့လာနိုင်တယ်လို့ယူဆပါတယ်အိန္ဒိယတပ်မတော်ကကျွန်တော်တို့ဆိုပါအခြေအနေများကိုကြိုတင်ဂိုင်တွဲထိမ့်သိမ့်တဲ့အနေနဲ့အိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသအိန္ဒိယနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒီမှာတက်လန့်နှိုးဆော်ထားပြီးတော့အိန္ဒိယတပ်မတော်ကိုလည်းအဆင့်သင့်ပြင်ဆင်ထားတယ်လို့သိရှိရပါတယ်အဲတော့မြန်မာနိုင်ငံအတွင်းကို ရှင်းမဲ့တိုက်ခိုက်မှုတွေဖြစ်ပွားပြီးစစ်ပြေးဒုက္ခတွေတွေရောက်လာမလားကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဟလာနေမြေဒေသတွေကိုပဲကျွန်တော်တို့ပုံမှားရိုက်ပြီးတော့မှရှောင်းတော်ပြန်ဖြစ်ဝင်ရောက်အကဲဆန်းလေလားဆိုတဲ့အကြောင်းတရားတွေကတော့မြန်မာနိုင်ငံအနေဖြင့်ကြိုတင်စဉ်းစားထားသင့်တယ်လို့ထင်မြင်ယူဆပါတယ်ဟုတ်ကဲ့ပါဆရာပါကစ္စတန်နဲ့အိန္ဒိယတင်းမာမှုနဲ့ပတ်သက်ပြီး ျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ရောစေရေးရတော့လကောင်းတန်တမာရေးရတော့လကောင်းဘာတွေပြင်ဆင်ထားဖို့လိုရလဲဆိုတာလေးကိုလည်းရှင်းပြပေးပါအောင်ဆရာဟုတ်ကဲ့အခုခြေနေရတော့ကျွန်တော်တို့အိန္ဒိယရောပါကစ္စတန်ရောနှစ်နိုင်ငံကတော့သူတို့ဆွမ်းကုန်ဂျိုးပန်းစီယုံလှုပ်ရှားနေသလိုမြန်မာနိုင်ငံကလည်းအဆိုပါဖြစ်စဉ်ဖြစ်ရတဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဟာဤဒီဘက်မှာလိုက်တာမျိုးမရှိပဲညများတာတာနဲ့ ယတ္တိမြေဖြစ်ကြောင်းကျွန်တော်တို့သဘောထားထုတ်ပေါ်ပြသဖို့လိုပါတယ်။အဲဒီတော့ထုတ်ပေါ်ပြသဖို့အတွက်ဖြစ်နိုင်တဲ့နေလမ်းများကတော့ကျွန်တော်အကြံပြုတင်ပြတဲ့နေလမ်းများကတော့ရန်ကုန်မြို့မှာရှိတဲ့အိန္ဒိယတန်မှန်ကြီးကိုမိမိတို့ရဲ့ယတ္တိချက်သဘောထားတွေဆွေးနွေးကြပြောကြားတာတွေလိုအပ်သလိုရန်ကုန်မှာရှိတဲ့ပါကစ္စတန်တန်မှန်ကြီးကိုလည်းကျွန်တော်တို့ကလိုအပ်တဲ့ရှင်းလင်းပြောကြားမှုတွေလုပ်ဖို့လိုပါတယ်။နောက်တစ်ခုကတော့ ဘင်္ဂလားဒေ့ရှ်ရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်စတာမတ်ကြီးကိုရှင်းလင်းပြောကြားမှုတွေလိုပို့လိုအပ်ပါတယ်။အဲတော့ကျွန်တော်တို့ကဖြစ်စဉ်ဖြစ်ရမှာမြေတိကပက်ကူမှာပလိုက်ခြင်းမရှိပဲမြန်မြတ်တာတာနဲ့ဈာနေရက်တည်မယ်။အမှန်တရားဘက်ကပဲကျွန်တော်တို့ရက်တည်မယ်။နောက်တစ်ခုကဖြစ်စဉ်ဖြစ်ရတွေကိုငြိမ်းချမ်းစွာနဲ့ချစ်ကြည်ရင်နေစွာငြိမ်းချမ်းတဲ့နိလမ်းများဖြင့်ဖြစ်ရှင်းမှုတင်မာမှုတွေလျှော့ချဖို့ဆိုတဲ့ဟာမျိုးကို ကျွန်တော်တို့ရဲ့မြန်မာရဲ့သဘောထားလေးတွေကိုလည်းတွဲဝိုက်တော့နင်းနဲ့ထုတ်ဖို့ပြောကြားတင်တယ်လို့ယူဆပါတယ်။နောက်တစ်ခုကတော့စီရေးအရာကျွန်တော်တို့ကတခြားနိုင်ငံကြီးတွေစစ်ဖက်စစ်မဲ့ဖြစ်ပေါ်လာပြီးမတည်ငြိမ်မှုတွေဖြစ်လာပြီးတင်းမာမှုတွေဖြစ်လာပြီးဆိုရင်တော့ကျွန်တော်တို့မဖြစ်မနေလုပ်ရမယ့်လုပ်ငန်းရပ်တစ်ခုကတော့မြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာနဲ့နေမြေတည်တံ့ခိုင်မြဲမှုမလျော်ပါစေရည်အတွက်မိမိတို့ ကြီးကြီးလေးတက်မတော်တွေကိုလည်းအစင်သင့်စနစ်တကျပြင်ဆင်ထားသင့်တယ်လို့ခြံပြင်ယူဆပါတယ်ဖြစ်လာတော့မှထပြီးတော့မှကောက်လုတ်တာတဲ့လိုအပ်တဲ့ပြင်ဆင်မှုများဆောင်ရွက်သင့်တယ်လို့ခြံပြင်ယူဆပါတယ်သူတစ်ပါးနိုင်ငံကိုတိုက်ခိုက်ဖို့တိမ့်ပိုက်ဖို့အတွက်မဟုတ်ဘဲနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အချုပ်အခြာအနာဘာနာနဲ့ territorial integrity နိုင်ငံတည်တံ့ခိုင်မြဲမှုအတွက်ကာကွယ်စောင့်ရှောက်ရန်ပြင်ဆင်သင့်ကြောင်းထင်မြင်ဆိုရပါတယ် ဟုတ်ကဲ့ပါဆရာအိန္ဒိယနဲ့ပါကစ္စတန်ကိစ္စလေးနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့ဆက်လက်ပြောကြားချင်တာလေးရှိရဲဆိုရင်ဖြည့်ဆွတ်ပြီးတော့ရှင်းပြပေးပါအောင်ဆရာဟုတ်ကဲ့အခုအိန္ဒိယပါကစ္စတန်တင်းမာမှုဖြစ်စဉ်ကတော့တကယ်တမ်းကျွန်တော်တို့ကြည်ကြည်ပြန့်ပြန့်လေ့လာကြည့်မယ်ဆိုရင်တော့အင်အားကြီးနိုင်ငံတွေရဲ့အင်အားပြိုင်ဆိုင်မှုကနေဆင်းသက်လာခဲ့တာဖြစ်ပါတယ်အခုအားလုံးကမ္ဘာပြည်သူပြည်သားတွေမြန်မာပြည်သူပြည်သားတွေသိရှိနေတဲ့ကြားနေရတဲ့ ကြောင်းရတစ်ခုကတော့ tariff war trade war ဆိုပြီးတော့ကျွန်တော်တို့အမေရိကန်ပြည်ထောင်စုနဲ့တရုတ်နိုင်ငံသားမှာကျွန်တော်တို့ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားလျက်ရှိပါတယ်။အဲလိုဖြစ်ပွားတဲ့နေရာမှာကျွန်တော်တို့အမေရိကန်ပြည်ထောင်စုရဲ့လှုပ်ဆောင်ချက်တွေကိုလိုက်ပါပါဝင်ဆောင်ရွက်တဲ့နိုင်ငံများရှိသလိုတရုတ်နိုင်ငံကလည်းသူ့ရဲ့ဟလာနီလန်းနေနဲ့ လွတ်ရလွတ်ကြောင်းတဲ့သူ့ရဲ့စီမံခန့်ခွဲမှုတွေအတွက်ကိုလိုက်ပါဆောင်ရွက်ရနှစ်နိုင်ငံအပြိုင်စီယုံကြီးရဲ့ရှိပါတယ်။အဲ့လိုစီယုံတဲ့နေရာမှာစီပွားရေးရတိုက်ခိုက်နေတဲ့အရာကိုဂျာကန်စစ်ပွဲလေးတစ်ခုဖန်တီးလိုက်ပြီးတော့နိုင်ငံရေးကစားကွက်ရွှေ့လိုက်တာပဲဖြစ်ပါတယ်။အဲ့တော့အရင်တော့ကျွန်တော်တို့တချို့ပြောကြတာရှိပါတယ်။အမေရိကန်နဲ့တရုတ်နဲ့အင်အားပြိုင်နေကြတယ် ကုန်သွယ်ရေးစစ်ပွဲဖြစ်နေကြတယ်။တရုတ်ကုန်ပစ္စည်းတွေအမေရိကန်ပြည်ထောင်စုကကျင်းသွင်းလို့မရအောင်ခုန်နေတိုးမြင့်ထားတယ်။တရုတ်နိုင်ငံကလည်းအမေရိကန်ပြည်ထောင်စုထွက်တဲ့ကုန်ပစ္စည်းတွေကိုခုန်နေတိုးကောက်ထားတယ်။အဲ့ဒီအတွက်နှစ်နိုင်ငံလုံးကတော့တကယ်တမ်းအထိနာတာဖြစ်ပါတယ်။စီးပွားရေးရဟလာဘယ်သူမှကျွန်တော်တို့ဆုံရှုံမှုကင်းတယ်လို့တော့မရှိပါဘူး။အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ proxy war ဆိုတဲ့ဂျာဂန်စစ်ပွဲလေးတခုဖန်တီးလိုက်တာဖြစ်ပါတ အဲလိုဖန်တီးလိုက်တဲ့နေရာမှာလူသားများအတွက်ထိခိုက်လွယ်တဲ့အကြောင်းတရားတွေကျွန်တော်တို့အပြစ်မဲ့ပြည်သူတွေကိုဒီလိုရရဆက်ဆက်တပ်ဖြတ်ပြီးတော့မှဇာနာအောင်ပွဲစုအောင်ပွဲရှုပ်အောင်တမင်ဖန်တီးလိုက်တဲ့အကြောင်းတရားပဲဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံအစ္စလာမဘတ်မြို့မှာရှိတဲ့တရုတ်တံမှကြီးရပါကစ္စတန်ကျွန်တော်တို့တာဝန်ရှိသူဝန်ကြီးချုပ်နဲ့ဆွေးနွေးခဲ့တယ်လို့ပဲဆွေးနွေးခဲ့တယ်လို့ပဲ မေရိကန်ဒုတိယသမ္မတ JD Vance အိန္ဒိယနိုင်ငံကြီးစဉ်အပြီးမကြာမီမှာပဲဒီဖြစ်စဉ်ဖြစ်ပွားလာခြင်းဖြစ်ပါတယ်။ဆိုလိုရင်းကတော့အမေရိကန်နဲ့အိန္ဒိယပူးပေါင်းဆောင်ရွက်မှုတွေတိုးလာမယ်။အမေရိကန်အတွက်လိုအပ်တဲ့ပစ္စည်းတွေအိန္ဒိယကနေထုတ်လုပ်ပြီးတော့အမေရိကန်ဘက်ကိုတင်ပို့မယ်။စသဖြင့်လှုပ်လာတာဖြစ်တဲ့အတွက်တရုတ်နိုင်ငံကသူ့နိုင်ငံကထုတ်တဲ့ကုန်ပစ္စည်းတွေဈေးကွက်ကြီးတစ်ခုပျောက်နေတာဖြစ်ပါတယ်။ ပြောင်းနေတာဖြစ်တဲ့အတွက်ဒါစီးပွားရေးအပြန်အလှန်ထိုးနှက်နေတဲ့အချိန်မှာဘယ်ဒီဖြစ်စဉ်ဟာ ပေါ်ပေါက်လာတာဖြစ်ပါတယ်ပေါ်ပေါက်လာတာဖြစ်တဲ့အတွက်ဒီစစ်ပွဲဟာ proxy war ကျွန်တော်တို့ခြားကန်စစ်ပွဲရနေဒေတာတွင်ကနေပုံမူကျပြန့်လာခြင်းမရှိအောင်ကျွန်တော်တို့ထိန်းသိမ်းကြရမှာဖြစ်ပါတယ်အဲလိုမဟုတ်ဖဲနဲ့တစ်ဖက်နဲ့တစ်ဖက်ပို့ပြီးတော့မှတင်းမာမှုတွေမြင်လာမယ်အခြားနိုင်ငံတွေပါဝင်လာမယ်ဆိုလို့ရှိရင်စစ်ကြီးရ ပုံပုံကျေပန်းလာနိုင်ပါတယ်။ဒါရှိလေးလာမှုများအရာတော့အိန္ဒိယနိုင်ငံဘက်မှရက်တည်လာတော့ကျွန်တော်တို့အမေရိကန်ပြည်တော်စုပါမယ်၊အစ္စရေးနိုင်ငံပါမယ်၊အခြားသောနိုင်ငံများပါမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရဲ့တန်ငယ်တမန်ငယ်ဂျူပန်မှုအရာတော့ဥရောပသမဂ္ဂကိုလည်းဆွဲဆောင်စည်းရုံးနေတဲ့တခြားနိုင်ငံတွေကိုလည်းဆွဲဆောင်စည်းရုံးနေတာဖြစ်တဲ့အတွက်ဒီအိန္ဒိယနိုင်ငံနောက်ွယ်မှာနိုင်ငံများစွာပါလာခြင်းပါကစ္စတန်နိုင်ငံရဲ့နောက်ွယ်မှာ နိုင်ငံများစွာပါလာခြင်းဖြင့်ဒေသတွင်းစစ်ပွဲတစ်ခုမဖြစ်အောင် limited world ကန့်သက်စစ်ပွဲတစ်ခုဖြစ်နေပဲကျွန်တော်တို့အိန္ဒိယနဲ့ပါကစ္စတန်ခေါင်းဆောင်တွေစဉ်းစားကြဖို့လိုပါတယ်။နောက်ဆုံးမဖြစ်နိုင်တဲ့ဆုံးမအမျိုးကြစစ်ပွဲနဲ့တိုက်ခိုက်တာမျိုးပဲဖြစ်ပြီးနျူကလ িয়ার လက်နက်တွေမပအောင်ထိမ့်ထိမ့်တိမ့်တိမ့်နဲ့ကျွန်တော်တို့စိတ်ရှည်တီးခံပြီးတော့မှ ဖြစ်ရှင်းတဲ့အနေလို့ပြင်ပြင်ဆပါတယ်။ဒီနေရာမှာ ပါကစ္စတန်နိုင်ငံအနေနဲ့တစ်ဖက်နဲ့တစ်ဖက်ပို့ပြီးတော့မှရန်ညိုးအာဂါရတူတဲ့အကြောင်းတရားစကားတွေမပြောဘဲနဲ့အခုလက်ရှိပါကစ္စတန်နိုင်ငံတောင်းဆိုတဲ့တက်တည်ထောက်ထားတွေပြသနိုင်ပြီးတဲ့နောက်ပိုင်းမှာနိုင်ငံပြည်သူတွေအပြစ်မဲ့ပြည်သူတွေမသေးကြစေရေးအတွက်ကိုကျွန်တော်တို့နိုင်ငံကော်မရှင်တွေဖွဲ့စည်းပြီးတော့မှစပွဲဝိုင်းပေါ်မှာဆွေးနွေးတင်ပါတယ် အဲ့ဒီအနေမှာတဆင်ကျွန်တော်တို့စစ်ပွဲရဲ့ဒဏ်ကိုရှောင်လွဲပြီးတော့မှအကြမ်းဖက်သမားတွေရဲ့အန္တရာယ်ကိုရှော့ချနိုင်အောင်ထိရောက်တဲ့နီလန်းတွေအိန္ဒိယနိုင်ငံကိုချပြနိုင်မှာဖြစ်ပါတယ်။အဲ့ဒီနီလန်းတွေနဲ့ဖြည့်ရှင်းမယ်ဆိုလို့ရှိရင်စစ်ပွဲကျယ်ပန်းလာခြင်းမရှိဘဲနဲ့တည်ကြည်ဆုံးရှုံးမှုနှဲပါစွာနဲ့ဖြည့်ရှင်းနိုင်မယ်လို့ထင်မြင်ယူဆပါတယ်။နောက်တစ်ခုကတော့ပါကစ္စတန်နိုင်ငံ နဲ့အိန္ဒိယနယ်စပ်ဒီပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နယ်စပ်ဒီမှာတကမ္ဘာလုံးမှာရှိတဲ့အစ္စလာမစ်လူငယ်လူရွယ်တွေကိုသင်တန်းပေးတယ်ဘာသာရေးတွေပို့ချတယ်အဲရနေတစင်နေရာနှမ်းကိုကမ္ဘာနေရာနှမ်းကိုဆေလွတ်တဲ့လုပ်ငန်းရပ်တွေကိုလည်းကျွန်တော်တို့ရှော့ချမှာဖြစ်ပါတယ်ဆက်ဆိုင်ရမှာဖြစ်ပါတယ်အဓိကကတော့ဘာသာရေးနိုင်ငံရေးအကြံဖက်မှုတွေကိုထိရောက်စွာရှော့ချမှာသာပြဿနာ 你因为比较累了，就睡不着。好、okay,，感谢苏德玛先生。